Hello အားလုံးပဲမင်္ဂလာပါဘူဘောမချင်းကနေကြိုဆိုပါတယ်ဆိုတော့လက်ရှိအင်္ဂလန်မီဒီယာတွေကြားထဲမှာဘယ်လင်ကန်ရဲ့အခြေအနေနဲ့ပတ်သက်လို့တောက်လျှောက်ဆိုသလိုပြောစရာဖြစ်နေတယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်နည်းနည်းလေးဆွေးနွေးကြည့်အောင်ပါဆိုတော့အင်္ဂလန်ပြည်သက်တွေအင်္ဂလန်တင်းကိုအားပေးတဲ့ဒါဘောလုံးပြည်သက်တွေဆိုလို့ရှိရင်ဒီဘယ်လင်ကန်ကိစ္စကိုလောလောဆယ်မှာမြင်ပြီးကြပြီလို့ကျွန်တော်ထင်တယ်ဆိုတော့ဘာဖြစ်လဲဆိုတော့အင်္ဂလန်ကကျွန်တော်နည်းနည်းသူတို့ရဲ့နောက်ဆုံးအုပ်စုပွဲစဉ်အနေနဲ့ပေါ့နော်အယ်ဘေးနီးယားနဲ့ရှင်ပြန်ကစားတယ် ကစားတဲ့ပွဲမှာအင်္ဂလန်က2ဂိုးကိုမရှိဆိုတဲ့ရလနဲ့သူတို့နိုင်နေပေါ့နော်ဟယ်ရီကိန်းရဲ့2ဂိုးနဲ့နိုင်နေအဲ့ဒီပွဲအတွက်လည်းကျွန်တော်တို့ဒါဘယ်လင်ဂန်ကမန်နော့ဒ်ဒမက်ချ်ကျွန်တော်ရတယ်ဆိုတော့84မိနစ်မှာနီပြာသောမတ်စ်တူချယ်ကအဲဘယ်လင်ဂန်ကိုမော်ဂန်စရိုဂျာနဲ့ကျွန်တော်တို့ဒါလူစားလဲတယ်ဆိုတော့လူစားလဲလိုက်တဲ့အတော်တွင်းမှာကျွန်တော်တို့အနေနဲ့ပြောစရာတွေတခြားကျွန်တော်ဖြစ်လာတော့တာပဲဘယ်လင်ဂန်ရဲ့အပြုတ်မှုနဲ့ပတ်သက်လို့ပေါ့နော်ဆိုတော့ဒီနေရာမှာ Ian Wright တို့ကကာကွယ်ထားတာဒီကျွန်တော်တို့ရှိတယ်အဲပြီးလို့ရှိရင် Daily Mail ရဲ့ Chris Hope ဆိုတဲ့ journalist တယောက်ကပေါ့နော် Bellingham ရဲ့အပြုတ်မှုနဲ့ပတ်သက်လို့ရေးသားထားတာနေကျွန်တော်ရှိတယ်။ဒါ့အပြင် Thomas Tuchel ကိုယ်တိုင်ကလည်း press conference မှာဒါကိုပြောထားတာမျိုးကျွန်တော်ရှိတယ်။ Okay နံပါတ်1အနေနဲ့ကျွန်တော်ပေါ့နော်ဒီ Daily Mail ရဲ့ Chris Hope ပေါ့နော်သူကပြောထားလေးဆိုတဲ့အခါကျတော့ Bellingham အနေနဲ့ပေါ့နော်လူသားလဲခံရတဲ့အချိန်တော်အတွင်းမှာသူ့ရဲ့လက်ဟန်ချီဟန်တွေကိုကြည့်မယ်ဆိုလို့ရှိရင် လုံးဝလူသားလဲခံတာကိုကြည်နေတဲ့အနေထားမှာရှိမနေဘူးပေါ့။တော့ကြည်နေတဲ့အနေထားမှာရှိမနေဘူး။အဲလုံးဝလည်း လူသားအလဲခံတာကိုဘောနော်အဆင်မပြေဘူးမပျော်ဘူးပေါ့ဗျာနော်အဲ့လိုမျိုးတွေဖြစ်နေတယ်ပေါ့ဆိုတော့အင်္ဂလန်လေရွေးစဉ်အသင်းမှာအဲဒိုင်မိုတွေမဖြစ်တည်မှုဘာညာပေါ့နော်အဲပြီးတော့ရှင်လည်းပဲ84မိနစ်မှာလူသားလဲတာဖြစ်တဲ့အတွက်ဒီလိုမျိုးအပြုတ်မှုတွေဟာမလိုအပ်ဘူးပေါ့ဘယ်လင်ကန်ဟာနီးပြတောမတ်စ်တူချေရဲ့ဆုံးဖြတ်ချက်ကိုဘယ်လိုမှသဘောမကျဘူးဆိုတာမျိုးတွေသူကဒါအာဒီကေရေးထားတယ်အဲ့ဒီမတိုင်ခင်မှာတောမတ်စ်တူချေရဲ့ဒီ press conference မှာပေါ့နော်အဲတူချေကိုယ်တိုင်တော့မှကောင်းကောင်းမမြင်လဲရဘူးပေါ့သိလားအဲ့ဒါကို journalist တယောက်ကထပ်ပြီးတော့မေးထားတာ ဘယ်လင်ကန်ရဲ့ဒီလို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 အပြုတ်မှုနဲ့ပတ်သက်ပြီးတော့နော်သူကမေးထားတာပေါ့ဆိုတော့ဒီနေရာမှာသောမက်စ်တူချေပြောထားတာလေးကသဘောကျဖို့ကောင်းပါတယ်မှန်တယ်ပြောရင်နော်သောမက်စ်တူချေကဘာပြောထားလဲဆိုတော့ဘယ်လိုပြောလဲဒီလူသားလဲလိုက်တဲ့အချိန်ဒီအတော်တွင်းမှာပေါ့နော်လူသားလဲခံရတဲ့အချိန်ဒီတော်တွင်းမှာဘလင်ကန်ရဲ့အပြုတ်မှုကမျက်နှာအမူအရာကပျော်ပျော်ရွှင်ရွှင်ဖြစ်မနေဘူးသူလူသားလဲခံတာကိုသဘောမကျဘူးဆိုတော့သူတွေ့တယ်ပေါ့နော်အဲဒါပေမဲ့ဟိုအဲ့တော့အဲ့ဒီထက်ပို့ပြီးတော့ နော်ဒါပဲပေါ့အဲ့ထက်ပို့ပြီးတော့ဘာမှကြီးကြီးကျယ်ကျယ် तू ဆက်ပြီးတော့မပြောချင်ဘူးပေါ့နော်အတိုင်းမဲ့တယ်လို့ तू အမြဲတမ်းပြောတဲ့စကားတွေရှိတာဖြစ်နေတယ်အဲ့ဒီသူ့ရဲ့စကားလုံးနေတော့ तू တီမရမယ်ပေါ့ဒါပါလေဆိုတော့ကစားသမားတစ်ယောက်ဟာခြေသွမ်းကောင်းယူနေရွေးချယ်ခံမှာမဟုတ်ဘူးပေါ့နော်လက်ရွေးစင်အတင်းတွက်ဆိုလို့ရှိရင်ကစားမားတွေရဲ့အပြုတ်မှုတွေလူသားဝင်လာတဲ့ကစားမားတစ်ယောက်ရဲ့တစ်ယောက်ကိုပေါ့နော် respect ဖြစ်ရမယ့်အရာမျိုးတွေကအရေးကြီးတယ်ပေါ့ဆိုတော့ဒါမျိုးတွေ तू ပြောထားတယ်နော်ဒါကြောင့်ကစားသမားတစ်ယောက်အနေနဲ့ကိုကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီနီးပြရဲ့ဆုံးဖြတ်ချက်တွေကို လက်ခံနိုင်မှရမယ်ဆိုပြီးတော့သူပြောထားတယ်ဆိုတော့ပို့ပြီးတော့စူးတာကဘာလဲဆိုတော့ဘယ်လင်ကန်ကပေါ့နော်အဲ့ဒီကျွန်တော်တို့အနေနဲ့လူသားလဲခံလဲရတဲ့အချင်းကြီးပေါ်ပြီးအရန်ကုန်ကိုကျွန်တော်ထိုင်တဲ့အခါမှာနော်အရန်ကုန်ကိုကျွန်တော်ထိုင်တဲ့အခါမှာဆိုလို့ရှိရင်သူများတွေအောင်ပွဲခံတာတော့မှလိုက်ပြီးတော့အောင်ပွဲမခံဘူးလို့သိတယ်မလားနော်လုံးဝသူသူ့အတွက်မှသူ့အတွက်သူ့အတွက်ပဲသူကစားနေတယ်လုံးဝ arrogant ဖြစ်တယ်လို့ဘာညာလို့ပြောနေကြအမှန်ကျွန်တော်အဲ့ footage ကို like ရှာတာပုံတချို့ပဲတွေ့ရတယ်ပေါ့နော်ဗီဒီယိုကလစ်မတွေ့ရတော့အဲ့ဒီအရာနဲ့ပတ်သက်လို့ကပြည့်ပြည့်တတ်တာကပြောလို့မရဘူးဒါပေမဲ့လို့ ကျွန်တော်ပြောချင်တာကကစားမတစ်ယောက်အနေနဲ့ပေါ့နော်လူသားလဲခံရတာကိုသဘောမကျဘူးပညာဆိုတာမျိုးကဒါကရှိတယ်ဗျဒါဘယ်လင်ကန်ခုမှစလောက်တာမျိုးကျွန်တော်မဟုတ်ဘူးဒါတွေကဖြစ်လေဖြစ်ရရှိတဲ့အရာမျိုးတွေနော်တခုတော့ရှိတာပေါ့နည်းနည်းတွေးလို့ရတာဆိုလို့ရှိရင်ဒါအင်္ဂလန်အနေနဲ့ဒီပွဲကသူတို့ကမလို့တော့ဘူးဗျာကဘာပလာချီစပွဲကသူတို့အောင်ပြီးတော့ကြာပြီးပြီးခဲ့တဲ့လကတည်းကဆိုတော့ဒီလ International Break မှာကစားတဲ့နှစ်ပွဲမှာနှစ်ပွဲစလုံးသူတို့အနေနဲ့လုံးဝကိုမလို့တာနော်သူတို့တော့ကမလို့အပ်တော့ဘူးဆိုတော့အဲ့လိုပွင့်ပွဲမှာဟိုထဲ့ကစားတယ် ော်ပြီးလို့ရှိရင်လူသားလဲတာမပြောမရှင်ဖြစ်နေတာ ਨੇ ပတ်သက်ပြီးတော့ဒါဘယ်လင်ငန်ကိုညနေကျွန်တော်ပြောချင်းပြောလို့ရသေးတယ်တိုးတော်လေးပဲဘယ်လင်ငန်ရဲ့ဘက်ကလည်းအမှန်တမ်းပြောရင်ဒီလိုမျိုးမဖြစ်သင့်ဘူးပေါ့သိတယ်မလားတိုးတော်ဒါတွေကမြင်ရကြုံရခဲ့တယ်ဟိုအမြဲတမ်းကျွန်တော်တို့နေပေါ့နော်ဒါတွေ့နေရတာပဲ။ sorry အမြဲတမ်းတွေ့နေရတာအဲ့တော့ဟိုကစားမတယောက်ကလွန်လွန်ကျူးကျူးအပြုတ်မှုကြီးလောက်တာမျိုးလေးကျွန်တော်မဟုတ်ဘူးခုနကခရစ်ဟုတ်ရေးထားတယ်လို့မျိုးလက်ဟန်ချီဟန်ဒီကိုကျွန်တော်ကြည့်တော့တယ်ဘာမှအခုလိုမျိုးအပြစ်ပြောစရာအနေထားမျိုးဟုတ်မနေဘူးဗျာ တည်လာเนาะသူ့မျက်နှာကသဘောမကျဘူးဆိုတာတော့ပဲကျွန်တော်ရှိတယ်လူသားလဲခံတာကိုဘာမှန်တည်တယ်မလားဟိုလိုဒီလိုလိုပြောစရာကောင်းတဲ့အမူအရာမျိုးကြီးတွေဘယ်ရင်ငန်းစီကတွေးမနေရဘူးเนาะဆိုတော့အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့က EN right ကလည်းပဲပြောထားတယ်တည်လာ EN right ကလည်းဘာပြောထားလဲဆိုတော့ EN right ကဘယ်ရင်ငန်းရဲ့ဘယ်ရင်ငန်းကို English media တွေဒီလိုဝေဖန်နေကြတာနဲ့ပတ်သက်ပြီးတော့ဗောနောဆိုတော့ media တွေရဲ့ဘက်ကဗောနောဒီလိုမျိုးကျွန်တော်တို့လည်း controversial ဖြစ်တဲ့ပေါ့နော်အငင်းပွားပဲဖြစ်စရာကောင်းတဲ့ကိစ္စတွေကိုသူတို့ကဖန်တီးမှပဲရတော့မှာပေါ့ ားလို့လဲဆိုတော့ကမ္ဘာဖလားမတိုင်ခင်အထိအင်္ဂလန်နဲ့ပတ်သက်လို့ရှိရင်ဝေဖန်စရာဘာတစ်စက်မှမရှိတဲ့အခါကျတော့မီဒီယာတွေအတွက်သတင်းကမရဘူးပေါ့ဗျာအဲ့တော့သတင်းဖြစ်အောင်ဒါမှမဟုတ်ဘောနော်ပြောစရာခေါင်းစဉ်ဖြစ်အောင်နော်အငင်းပွားပွဲဖြစ်စရာတွေကိုသူတို့ဖန်တီးမှရတော့မယ်ပေါ့ပြဿနာကဘယ်လင်ကန်ကိုလဲ Real Madrid လို့အသင်းမျိုးမှာကစားနေတဲ့ player တယောက်ဖြစ်တဲ့အတွက်ပေါ့နော် Real Madrid ကအရာရာကာကွယ်ထားပြီးသားဖြစ်တဲ့အတွက်သူတို့တွေဟာ Bellingham နဲ့ပတ်သက်လို့ဝေဖန်စရာတီးတော့စရာတွေဘာမှမရှိဘူးဆိုတော့မရှိတော့ ီလိုဘာမှမဟုတ်တဲ့ကိစ္စလေးတွေကိုပါ အကြီးအကျယ်ရေးပြီးတော့ဗောနော်ဒီကစားမတစ်ယောက်ရဲ့ဗောနော်ကလပ်ကယ်ရီယာကို negative message ဆင်အောင် ရေးသားနေကြတာဗောနော်ဆိုတော့ဒီမှာသူ့ဘယ်လင်ကမတိုင်ခင်ကလည်းသူတို့အနေနဲ့ဒါမျိုးတွေအများကြီးတွေးခဲ့ဘူးတယ်ဗောနော်ဆိုတော့ဟိုဒါရီယာဘလူးမန်းကိုလက်သက်မခံစရာတွေဖြစ်တယ်ဗောနော်ဒါကြောင့်ဘယ်လင်ကန်လိုမျိုးတတော်ကိုအရန်ကောင်းတဲ့ talent တယောက်ရှိတဲ့ player တယောက်အတွက်ဒါမျိုးတွေလုပ်နေကြတာကတတော်ကိုလက်မခံနိုင်ကြပဲဆိုပြီးတော့ကျွန်တော်ပြောသွားတယ်။မှန်တယ်ပြောရင်လည်းပဲ ် Ian Wright ပြောတာကလည်းမမှားဘူး။ဘာကြောင့်လဲကစားမတယောက်ကိုကာကွယ်တာမကာကွယ်တာထက်ပေါ့နော်။ဘယ်လင်ငန်ရဲ့အပြုမူကအသလောက်ထိပြောစရာကောင်းတဲ့အပြုမူမဟုတ်ခဲ့ဘူးဗျာ။ဒါအပြင်ဘယ်လင်ငန်နဲ့ပတ်သက်လို့ရှိရင်လည်းဟိုအင်္ဂလိပ်မီဒီယာတွေကဘာမှပြောလို့မရအောင်မကောင်းတာတွေက။ဘာကြောင့်လဲဆိုတော့ဟိုဘယ်လိုပြောမလဲဒီ Real Madrid လို့အသင်းမျိုးမှာကစားနေတာဖြစ်တဲ့အတွက်ပေါ့နော်။မီဒီယာတချို့အနေနဲ့ထင်ရထင်ရောက်လျှောက်ပြီးတော့ရေးလို့မရတဲ့အနေအထားမျိုးပဲအင်္ဂလန်ဘက်ကနေပြီးတော့ဟိုကောင်စပိန်မှာသွားကစားနေတာဟုတ်နော်။အင်္ဂလန်ဟိုအင်္ဂလိပ်ဗာလဲပရီးမီးယားလိမှာကစားနေဆိုလို့ရှိရင်တော့နည်းနည်းပြောကောင်း ပြောစရာတွေရှိရှိရေရေကောင်းရေးရမှာပေါ့လေအခုက Real Madrid နဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာ Bellingham ကိုပြောစရာဘာမှမရှိဘူးဆိုတဲ့ခါကျတော့ဒီဘက်ပြီးတယ်မလားဟိုဘာလဲနိုင်ငံအသင်းကိုကျွန်တော်ကြည့်လိုက်တယ်နိုင်ငံအသင်းကိုကျွန်တော်ကြည့်တဲ့အခါမှာလေ Thomas Tuchel လက်အောက်မှာ100%ရာနှုန်းပြည့်နိုင်ပွဲတွေရပေးကိုးတွေမရှိဘဲနဲ့ statement performance တွေပြနေတယ်ဆိုတော့ဒီအသင်းနဲ့ပတ်သက်ပြီးတော့ကလည်းဟိုရေးစရာတားစရာ controversy ဖြစ်စရာအကြောင်းအရာတွေဖန်တီးလို့ကမရဘူးဖြစ်နေတယ်အဲ့လိုအခြေအနေမျိုးမှာ Bellingham နဲ့ပတ်သက်ပြီးတော့ဒါမျိုးရေးတာကိုပြရမလားဒီ ် EM right ရဲ့ဘက်ကကာကွယ်သွားတာကျွန်တော်ကတော့မနေ့ပြောရင်လူစားလဲပါကိုမကြည်နဲ့တဲ့ဟိုပထမတော့မပြောရှင်နဲ့မျက်နှာအမူအရာတွေပြနေတာတွေဘာတွေဘယ်လင်ငန်နေနဲ့မဖြစ်သင့်ဘူးဘာကြောင့်လဲဆိုတော့ကဘာဗလာကြီးတကယ်တကယ်ကစားနေလို့ဆိုလို့ရှိရင်တော့ထားအောင်တော့အခုကအင်္ဂလန်အတွက်မလူအပ်တော့တဲ့ပွဲပြဆိုတော့အရင်ကမှထိုင်နေရတဲ့ကစားမားတွေကိုသိတယ်မလားသူဟာနေသူတိုမတ်စ်တူဂျေကအချီနီယာလှည့်ပြောင်းပြီးတော့တုံးရင်းနဲ့အကောင်းဆုံးဆန်းတက်နေတဲ့အချိန်မျိုးပြနော်အဲ့တော့ ဟိုဒီလိုမျိုးအပြုတ်မှုတွေဆိုတာမျိုးကဒီလိုခြားပါတော့ကမ္ဘာဖလားအမွေစီမီဖိုင်နယ်တွေ quarter final တွေတော့အတင်းကနိုင်ပွဲလူနေတဲ့အခြေအနေမျိုးတွေ okay နားလည်လို့ရသေးတယ်ဒါပေမဲ့သူတို့အတွက်လက်ရှိမှာလုံးဝကိုမလို့အတက်တက်ပွဲမျိုးမှာဒါမျိုးဖြစ်တာကဘယ်နိုင်ငံနေနဲ့အဲ့လိုအပြုတ်မှုတော့မဖြစ်သင့်ဘူးပေါ့နော်အဲဒါအပြင်ခုနကတော့မစတူချေပြောလို့ပဲဝင်လာတဲ့ကစားသမားတွေကိုလည်းဒါ respect မဲ့တဲ့ပုံစံမျိုးတွေမလုပ်သင့်ဘူးပြဿနာကခုနကပြောသလိုမျိုး crease ဟုတ်ရေးထားတဲ့ article တွေကလိုမျိုးဗျာပြောစရာကောင်းတဲ့လက်ဟန်ချီချင်နေဟုတ်မနေဘူးဆိုတော့ media တွေဟာ ျွန်တော်တစ်ကိုတစယ်ဖြစ်အောင်လုပ်တဲ့မီဒီယာတွေပုံစံမျိုးတွေကျွန်တော်ဖြစ်နေတာအဲကြတော့လို့ဒီမှာဆိုလို့ချင်း Thomas Tuchel ကတော့ဗောနော်ဘယ်လင်ငံရဲ့ဒီအပြုတ်မှုတွေနဲ့ပတ်သက်လို့ဗောနော်သူမြင်ခဲ့တာတချို့ရှိတယ်အတိုင်းပဲလို့မမြင်ခဲ့တာလည်းရှိတယ်ဗောအဲ့ဒါတွေကိုသူပြန်ပြီးတော့ review လုပ်သွားမယ်အဲ့ဒါတွေပုံမူတည်ပြီးတော့သူပြောသွားမယ်ဆိုတဲ့သဘောမျိုးပဲဆိုတော့ဘယ်လင်ငံကတော့အဲ့ဒီဘက်မှာ Man of the Match ရခဲ့တဲ့ကစားမတယောက်ဆိုတော့လीနော်ကျွန်တော်တို့ဒါစောင့်လို့ကျွန်တော်ကြည့်ရပါလိမ့်ဆက်ပြီးတော့ဖြစ်အောင်မလဲဆိုတော့ပြောရရင်တော့အင်္ဂလန်မီဒီယာတွေရဲ့ဘက်ကဘာမဟုတ်တဲ့အကန့်အသတ်တွေကိုလိုက်ပြီးတော့ဗောနော်ကျွန်တော်တို့ဒါ ဘယ်လိုပြောမလဲအနုပ်လက္ခဏာဆောင်တဲ့ဘက်တီကိုရအောင်ဖန်တီးနေတယ်ဆိုတဲ့သဘောမျိုးဖြစ်နေတယ်။အဲ့တော့ညီကလေးရောဘယ်လိုမြင်ကြလဲ။လက်ရှိ Ian Wright ပြောတာ Thomas Tuchel ပြောတာလက်ရှိမီဒီယာတွေပြောတာ Bellingham အခြေအနေနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြလဲဆက်မိုက်ဆွေးနွေးကြပါဦး။ကြည့်ရှုပါပြီးတဲ့ညီကများလုံးကိုကျေးဇူးများကြီးတင်ပါတယ်။